ျွန်တော်ကတော့ဆရာဟိမွန်နာပါကျွန်တော်ရဲ့ဆရာဟိမွန်နာပေရင်ရတဲ့ဟာပေကနေပြီးတော့ခொနည်းသားသမီးတွေလွယ်ရင်းတခုပြုလုပ်လို့ရတဲ့ရေရာတွေနီလန်းတွေအများတမ်းမျှဝေပေးနေတာပါအခုလည်းဘယ်လိုနီလန်းကိုမျှဝေမှာလဲဆိုရင်အယောင်းဝယ်တွေကောင်းဖို့အဓိကအယောင်းဝယ်ဆိုတဲ့နေရာမှာစားတောက်ဆိုင်နေတဲ့အဓိကသက်ဆိုင်နေနော်တခြားအယောင်းဝယ်တွေလည်းပြုလုပ်လို့ရပါတယ်အဓိကကပို့ပြီးတော့သက်ဆိုင်တာကစားတောက်ဆိုင်နေလောဖေးဆိုင်နေသမင်းဆိုင်နေနော်ဟိုအစားအသောက်တွေရောင်းချတဲ့ဆိုင်တွေ အဲ့ဒီလိုမျိုးစားတောက်ဆိုင်နဲ့အဓိကသက်ဆိုင်ပါတယ်ကိုယ့်ရဲ့အယောင်းဝယ်တွေကောင်းဖို့အတွက်ပြုလုပ်ရမှာကိုယ့်ရဲ့ဆိုင်မှာအသီးအနှံတွေအသီးအနှံများများပါတယ်ပုံတို့ပကြီတို့အဲ့ဒါတွေကိုကပ်ပေးထားရတယ်ချိတ်ဆွဲထားရတယ်လူမြင်စေမဲ့နေရာမျိုးမှာအသီးအနှံများများပါတယ်ဓာတ်ပုံပကြီအဲ့ဒါတွေချိတ်ဆွဲပေးရတယ်ပြီးသွားတဲ့အခါကျတော့ဟိုမိသားစုဝင်တွေဖြစ်စေဖုန်ကြီးတို့ဆရာသမားတို့နော်သူတို့ဖြစ်စေဆုံးကတ်တဲ့ပုံတွေ ထမင်းတွေဝိုင်းဖွဲ့ပြီးစားတောက်တဲ့ဓာတ်ပုံတွေပကြီကားတွေအဲ့ဒါမျိုးတွေလည်းကတ်ထားပေးရတယ်အဲ့တော့ပြုလို့ရမှာက2မျိုးအသီးနှံမြတ်မြတ်ပါတဲ့ဓာတ်ပုံသို့မဟုတ်ပကြီကားကိုကတ်ထားပေးရမယ်လူမြင်တဲ့နေရာမျိုးမှာနောက်တစ်ခုကကြတော့ထမင်းဝိုင်းဖွဲ့ပြီးစားတောက်နေတာအဲ့ဒါဆိုရင်မိသားစုဝင်တွေပဲဖြစ်ဖြစ်အားပါစားတောက်နေကြတဲ့ပုံဒါမှမဟုတ်ပကြီကားဘုန်းကြီးတွေဆရာသမားတွေကိုထမင်းကျွေးမွေးဌာနပြုတယ်လှူဒါန်းတဲ့စက်ကတ်နေတဲ့ပုံတွေအဲ့ဒါမျိုးတွေကို လူမြင်စေမဲ့နေရာမျိုးမှာချိန်ဆွဲထားရမယ်ကတ်ထားရမယ်အခုပြောပြရတဲ့အဲ့ဒီနှစ်မျိုးကိုပြုလိုက်မယ်ဆိုရင်ရောင်းဝယ်တွေအဓိကစားတောက်ကုန်လုပ်ငန်းတွေစားတောက်ဆိုင်တွေအနေနဲ့မိမိတို့ရောင်းချတဲ့ရောင်းဝယ်တွေမှန်သမျှကုန်ပစ္စည်းတွေမှန်သမျှရောင်းဝယ်ဝယ်ပန်းတွေတာစီမှာဖြစ်ပါတယ်ရောင်းဝယ်တွေကောင်းစီမှာဖြစ်ပါတယ်အားလုံးသောမိတ်ဆွေများအခုပြောပြတဲ့နေရာကိုပြုလုပ်ကြရင်လည်းအားလုံးရောင်းဝယ်များကောင်းကြပါစေလို့တောင်းဆုပြုပေးလိုက်ပါတယ်ဗျာ